တမင်းကြီးချောင်းရရနာရဲ့မွေးနေ့မှာမိသားစုလိုက်လာရောက်ကတော့ကြတာကြောင့်ဂျီနူဝမ်းသာဖြစ်နေတယ်။တရုတ်ဆောင်ချောင်းရရနာနဲ့တန်နာဘိုလိုရဲ့ဖခင်ကြီးဂီတာမှုဦးပေါ်ရှန်မင်္ဂလာပါပရိသတ်ကြီးရှင်မြမတန်ဆင်းဒေသချင်းတွေနဲ့ဇက်သပင်လောကအတွက်ခန္ဓာဝင်မြောက်ဒေသချင်းတွေကိုရေးဆက်တည်ခုံခဲ့တဲ့ဂီတာမှုဥပ္ပရှန်ကိုတော့ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ကိုရိုင်းကအနုပညာလောကမှာကျင့်လေခဲ့သူမို့တမီးတွေကိုလည်းအနုပညာလောကမှာနေရာရအောင်လို့ဖခင်တယောက်အနေနဲ့ဆောင်းရှောက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကတော့တမီးကြီးဖြစ်သူတရုတ်ဆောင်ချောရနာရဲ့မွေးနေ့လေးဖြစ်တာကြောင့်တရုတ်ဆောင်ချောရနာကသားရီတမီးတွေနဲ့အတူဖခင်ဖြစ်သူကိုလာရောက်ဥခိုက်ကြောခဲ့တာလည်းဖြစ်ပါတယ်ဂီတာမူဥပောရှန်ဟာအခုလက်ရှိမှာဒုတိယအိမ်တော်နဲ့တတိယတန်နေထိုင်နေတာဖြစ်ပြီးသားသမီးတွေဖြစ်ကြတဲ့တယောဆောင်ချောရနာတို့ကလည်းအနုပညာအလုပ်တွေနဲ့မအားလက်နိုင်တာကြောင့်ဖခင်ဖြစ်သူနဲ့မကြာခဏမတွေ့ဖြစ်ကြဘူးလို့လည်းဆိုပါတယ် အခုတခါမှာတော့တရုတ်ဆောင်ချော်ရနာကသူမရဲ့မွေးနေ့အမတ်တရအနေနဲ့ဖခင်ဖြစ်သူကိုလာရောက်ဥခိုက်ကြောခဲ့တာဖြစ်ပြီးသူတို့တတ်နိုင်သမျှငွေကြေးနဲ့လည်းဖခင်ကြီးကိုကြောခဲ့တာဖြစ်ပါတယ်။